ဤတွေကအကျန်းဖက်တွေကသူတို့ရခိုင်အခြေချင်းမှတော့မှဒါသူတို့ကြောက်ရွံ့ထိတ်လန့်နေရတဲ့အနေအထားမျိုးရှိတယ်ရခိုင်ပြည်သူတွေကိုတွေးရွှဲခွဲတက်ရှုပ်ပြီးတော့စော်ကားထားတဲ့ပို့တူတင်ထားတယ်အားလုံးမင်္ဂလာပါကျွန်တော် channel လေးကနေပြန်လည်ပြီးတော့ကြိုဆိုလိုက်ပါရစေဒီကနေ့အတွက်ဗီဒီယိုကောင်းလေးအနေနဲ့ပေါ့နော်ကျွန်တော်တို့ရခိုင်ပြည်သူတွေရောစော်ကားထားတယ်နောက်ပြီးတော့တိုင်းသားတွေရောတွေးခွဲနေတယ်ပေါ့နော်တူအတူအစိုးရရောရောင်းဘာရောင်းရောင်းနဲ့ကွာကြည်လိုက်တော့ရုပ်ကစက်မပြည့်တဲ့ရုပ်နဲ့ပန်ရဲကိုဆိုးတဲ့ကောင်ပေါ့နော်စုံမလိုက်တဲ့ကျွန်တော်တို့ကိုစီရဲ့ဗီဒီယိုဖိုင်ကိုတက်ဆက်ပြလိုက်ပါရစေ ဒီဗီဒီယိုလေးကိုကြည့်ရှုပြီးတဲ့နောက်လည်းပေါ့နော်ကျွန်တော်တို့အတွက်ဥဒရာရမယ်ပညာလည်းရမှာဖြစ်တယ်လို့ပေါ့နော်အားရကျင်နေမှုလည်းရရှိမှာဖြစ်သွားတယ်အဲဒါကြောင့်ကျွန်တော်တို့အတူတူအဆုံးနေလိုက်ပါကြည့်ရှုဖို့အတွက်ကိုလည်းဖိတ်ခေါ်လိုက်ပါတယ်ဒါဆိုရှင်ကျွန်တော်တို့အားရပါကြည့်လိုက်ပါပေါ့နော်မင်္ဂလာပါခင်ဗျာမင်္ဂလာပါဒီဘေးရဲ့လူရုပ်ကိုတိလာတော့မတိဘူးကျွန်တော်တော့မတိဘူးကျွတ်ဆုပ်နော်ဒါပေမဲ့တူတူတေးတန်ရှင်ပိုင်ရဲကိုလို့တော့ပြောတယ်ကျွန်တော်စတိတာတော့ TikTok မှာတွေ့နေဒီလူကပြောအပို့စုပ်ပုံနေရပြည်သူကိုအစိတ်ခတ်ပြီးတော့ မဟုတ်ကဟုတ်ကလောက်ကျန်လီစဲနေတဲ့တည်င်းပို့ပြောနေတာတွေ့ရတဲ့ကျွန်တော်စသတိထားမိတာအခုလည်းရခိုင်ပြည်သူတွေကိုတွေးရွှဲပွက်တက်ရှုပ်ပြီးတော့စော်ကားထားတဲ့ပို့တူတင်ထားတယ်ကျွန်တော်တို့ကြည့်ပါမယ်နော်ကျွန်တော်ရခိုင်တွေကိုသူဘယ်လိုပြောထားလဲဆိုတာကျွန်တော်တို့ကြည့်ပါမယ်မင်္ဂလာပါဗျာအားလုံးကြားပါပါစေချမ်းသာပါစေနော်ဘိုင်ရဲကိုမျက်နှာမြင်ဘိုင်ကိုတန်ကြားလို့တနေ့ကိုပျော်ရွှင်ကြပါစေတောင်းကိုဘိုင်စုမကောင်တောင်းပေးပါတယ်ဒီနေ့ကတော့တနေ့ကိုအကူလို့ဖြစ်တာငါလာ2025ပေါ့နော်အေးပြောနေတဲ့အကြောင်းအရာကရခိုင်အကြောင်းအရာလေးကိုနည်းနည်းအဓိကထားပြောနေတယ် တခိုင်မှာကအနည်းကကျောင်းလုံး AF ခေါင်းဆောင်ပေါ့ထွန်မြန်နိုင်ကဒါသူတို့ရဲဘော်တွေကိုအတက်စီတဲ့သကရကိုသုံးလုံးပြီးတော့အားသေးတွေပြေးတယ်နောက်ခါကျောင်းလုံးဒီဘက်ကအဲ့ဒီအရကိုပဲကျွန်တော်တို့စံမှုကယူပြီးတော့ဒါကျွန်တော်ယူလာပြောတာနော်ကျွန်တော်တွေးခေါ်စံမှုကယူပြောအောင်ငါတို့ဖို့ချုပ်တွေလည်းပဲဒါမျိုးပြက်ပြက်သားသားပြောရင်တိတ်ကောင်းပါပဲလို့ကျွန်တော်ရဲ့ခံစားချက်ဖြစ်လာတယ်ကျက်လာတော့ကျွန်တော်မင်းကပြောတယ် ပြောတဲ့အချိန်မှာဗာဖြစ်လာတယ်လဲဆိုတော့ဗာဖြစ်လာတယ်ရခိုင်ဘက်ကတယောက်ကကျွန်တော်စီကိုပြောတယ်နော်ပြောတာကဟုတ်ပါဘူးဘာကလင်ကကြည့်အောင်ပြောကိုပါရဲကိုတဲ့ကိုပါရဲကိုတဲ့ရခိုင်အားလုံးမဟုတ်ပါဘူးတဲ့နော်ရခိုင်အားလုံးမဟုတ်ပါဘူးတဲ့ရခိုင်ကတော့အားလုံးမြောက်ပိုင်းသားရှိပါတယ်တဲ့နော်မြောက်ပိုင်းသားရတယ်တိတာပါတယ်တဲ့စကားပြောတာစခွဲပြီနော်ရှင်းနေအနေထားအကုန်တိတာပါတယ်တဲ့ဒီတောင်ပိုင်းသားတွေကတော့ရှင်ကြည်မှု အပြည့်ရှိတယ်ပြည်တော်စုစိတ်ဓာတ်အပြည့်ရှိတယ်ပေါ့။ညောင်ပိုင်းသားတွေကတော့တော်တော်ရိုက်ရိုက်ဆိုင်ဆိုင်နေမှာကျွန်တော်တို့ဒါလီတော့ပြောမလာအောင်ကမပြောရကိုကိုကြိတ်နေရတယ်တဲ့။နော်သူတို့ဟိုကြားထက်တော့ကြောက်ရတယ်ပေါ့။ဒါလီတော့ပြောမဲ့ခါတော့မှမပြောရသူကကြောက်နေတာပုံစံမျိုးဖြစ်။အဲ့တော့အီဒီကအကြမ်းဖက်တွေကသူတို့ရခိုင်အချင်းချင်းမှတော့မှဒါသူတို့ကြောက်ရွံ့ထိတ်လန့်နေရတဲ့အနေအထားမျိုးရှိတယ်။အဲ့တော့တောင်းတော့အနေနဲ့ကတောက်ရွံ့ထိတ်လန့်နေတဲ့အနေအထားမျိုးရှိတော့သူတို့အချင်းချင်းလည်းပဲ အဲအစိမ်းမပြေတာတွေရှိတယ်အဲ့တော့အစိမ်းမပြေတာကြီးကတို့လာတဲ့လမ်းကြောင်းတွေအားလုံးကိုတောက်အဲ့ဒီဘက်ကနေပြောပဲကျွန်တော်တို့ကိုအဲတရင်နေပြောတယ်ပြေးဖို့လဲအဲအဲ့မှာကျွန်တော်တို့ကဒါတိအောင်ပြန်ပြောပေးတယ်ကျန်ခတ်တိနေဖိတ်တယ်ဖိတ်တယ်ဖိတ်တယ်အဲ့တော့ပြောပေးရတဲ့အကြောင်းအရင်းကဘာကြောင့်လဲဆိုတော့တရင်ကိုတန်းပို့ပေးလိုက်ပါလားဆိုတော့တန်းပို့ပြီးတော့မလုတ်တဲ့ခါကျတော့ အဲ့ဒီလူတွေကဗာပြည့်လဲဆိုတော့ဒီမျက်နာတွေရောက်လို့ရောက်အကုန်လုံးရောက်ပြီးတိုင်းပြချောက်အကုန်ရောက်လာလမ်းတဝက်သေးကောကျွန်တော်တို့ဖျက်ရှင်းနိုင်ဖို့ကိုကြိုတင်တင်ရပြီတင်းနေဒီ line ပေါ်မှာဗျာပြောနေတဲ့လူတွေကအများကြီးမရှိဘူးဗျာကျွန်တော်တို့ပြောနေတယ်ဒါဒါတို့တိုက်ခိုက်ရင်စီးယုံနေတာနော်တောင်းတော့ဒရိုက်တာကလည်းကျွန်တော်တိုက်ခိုက်တိုက်တောင်းတော့မှရှိတယ်တိုက်စီးတင်းတင်းသုံးလေးပါညာဆိုတိုက်စီးဖွဲ့ဆိုတာရှိတယ်တိုက်ခိုက်တိုက်ခိုက်ရင်စီးလုံးဝင်ရတာအဲ့ဒါကျွန်တော်တို့ကလည်းဒီ online ပုံလား ဝိုင်းဝန်းပြီးတော့တဖက်မီဒီယာလည်းတက်ခိုက်ပြီးလို့တက်မတော်ဘက်ကိုလည်းဒါတဖက်မီဒီယာဘက်ကိုတက်ခိုက်ပြီးလို့တဖက်လူလည်းစီးယုံတယ်ပြီးတက်မတော်ဘက်ကိုလည်းကျွန်တော်တို့ဝိုင်းဝန်းပြီးတော့ပတ်မိုးပေးတယ်အဲ့ကျွန်တော်ပြောနေတဲ့ဇာတ်လေးကကျွန်တော်တို့ကအဲ့ညမှာရှိတာမဟုတ်အဲ့ညမှာလည်းစားအဖတွေကလည်းတွားနေနိုင်တာမဟုတ်အဲ့မှာရှိတဲ့ပြည်သူတွေကစပြီးပြောတာပြောတော့တက်ကိုကျင်းနေလည်းမသိဘူးဘယ်နေရာမှမသိတော့ကျွန်တော်တို့ကြတော့ဒါလူမှုကွန်ရက်မှာကျွန်တော်များတည်တဲ့သူတွေဖြစ်တယ်အဲ့ခါကျတော့ကျွန်တော်တို့ကိုလှမ်းပြီးပြောရင် တန်းတော်ရဲ့ကာဝေးဦးစီးတုတ်ကြီးစီရောက်မှာပဲတန်းတော်တိုင်းမှုလေးစီရောက်မှာပဲလက်ရှိတိုက်ခိုင်တော်မှာတက်တေးစီရောက်မှာပဲဆိုတဲ့သူတို့ရဲ့ရည်ရွယ်ချက်ကျွန်တော်ရည်ရွယ်ချက်လည်းထုံပြီး၎င်းပဲအကျွန်တော်ရည်ရွယ်ချက်ကဒီတန်းမှုလေးမလုံးမလုံးဒီတိုင်းမှုလေးမလုံးနိုင်ငံတော်အဆင့်တိအောင်လို့ဒါကျွန်တော်တို့ပြောတာဖြစ်တယ်နော်အဲ့တော့လုံးမလုံးတော့ဒါတိုက်ခိုက်ကြတယ်ပေါ့ဒါပေမဲ့တန်းတော်ဘက်ကဟိုပြီးခဲ့တဲ့ရက်မကြခင်လေးမှာပေါ့မကြည့်ဒီတရက်နဲ့အတွင်းလောက်ပဲကျွန်တော်ပြောပါမယ်အများကြီးတော့မပြောတော့ခိုင်းနေလို့တော့ကောင်းကောင်းပြန်ပြီးတော့ကျွန်တော်တို့ပြန်ထိတ်ထုတ်မဲ့အနေဒါမျိုးရှိတယ် ဟာဒါပေမဲ့တက်တော့ဒီလိုအတန်ထွက်တာတော့တိတ်မရှိပင်မဲ့တက်တက်သားသားပြောစီခြင်းနဲ့ဆန္ဒတစ်ခုကတော့ပြည်သူတွေမှာရှိတယ်အဲ့ဒါပါရှိလဲဆိုပြောလို့မှမရတော့ဘူးဟာငါတို့ပြည်အရာဒီတိုင်းကဘယ်ကောင်းမှဝင်လို့မရဘူးဘယ်အကျမ်းမှာမှမျက်လုံးတော်စမ်းကြည့်လို့မရအောင်အဲ့လိုမျိုးစစ်သူကြီးသူရဲကောင်းကြီးတွေကိုဒါအရာဒီတိုင်းတတိုင်းလုံးကလူတွေကလည်းမျှော်လင့်တယ်ရခိုင်ပြည်ကိုဒါအနေဖြစ်တဲ့ရခိုင်ပြည်နဲ့တိုင်းမှုလည်းပဲအဲနော်ဘယ်နေရာတိုင်းမှု ါသုံးမျိုးနဲ့တိုင်းမှုလားဆုံးရှုံးသွားတာအရင်လူတွေဘယ်လိုပဲဆုံးဆုံးဆုံးငါလက်တန်းမှာငါရောက်အောင်ဖြုတ်မယ်ဆိုတာမျိုးဒါဖြုတ်ဖို့လေအခုကျန်နေတာအရန်ကိုဟိုပျော့ပျော့ပြောင်းပြောင်းလေးနဲ့ဆက်ဆက်ရေးတွေလုံနေပြတ်တော့ပြတ်အောင်လေးလုံနေဆောင်တာတွေ့ရပါမယ်ရခင်ကာလတွေမှာအခုဒီရက်မကြာခင်လေးမှာတော်တော်ကြမ်းကြမ်းတန်းတန်းလုံမဲ့တော်တော်ကြီးကိုစီစီငန်းငန်းလုံမဲ့ပုံစံမျိုးရှိတယ်ဘာလို့လဲဆိုတော့အနည်းအားဆိုရင်လည်းပဲဒါတောက်လျှောက်ကိုထိုးစစ်တွေနဲ့တောက်လျှောက်စစ်ကြောင်းတွေတောက်လျှောက်တွေအဲစစ်ကူစစ်ကြောင်းတွေတော်တော်များများကိုပြည့်ပြည့်တည်တည်နဲ့ဖြည့်ပြီးသွားပြီကျန်ပြည့်ပြည့်တည်တည်နဲ့ဖြည့်နေတယ် ဲ့တော့ရန်ကုန်အဲ့လိုပြောလာခဲ့ရင်စစ်ဌာနချုပ်ကြီးကြောက်ရခဲ့ပြီလို့ရအောင်ထိနိုင်ငံတော်ဝင်ကြီးချုပ်ကအရေးချင်းမလို့ကျွန်တော်ကတော့ပြောရမှာပဲနော်နိုင်ငံတော်ရဲ့ဝင်ကြီးချုပ်ကြီးတုံ့ပြန်နေရှိတယ်ဘာလို့လဲဝင်အောင်လိုင်းရဲ့အရေးချင်းမလို့ပြောမှာရခိုင်ပြည်နယ်ကဒီရွက်ောက်ပွဲမှာတိုင်ခင်ဒီနှစ်လသုံးလအတွင်းမှာအကောင်လုံးမိမိတို့ဒီအုပ်ချုပ်ရေးရန်ကြီးကိုပြတဲ့လက်ပိုင်အောင်လှုပ်ဆောင်နိုင်ခဲ့တယ်ဆိုရင်လည်းဒါနိုင်ငံတော်ဝင်ကြီးချုပ်ကြီးရဲ့အရေးချင်းလို့ပဲပြောရမှာညှို့နှိမ့်ဆောင်စားနေတယ်ပေါ့လေအေးအလေးစားခံကြီးညိုခံမျိုးဖြစ်ခဲ့ရင်ညောင်းနိုင်ငံရဲ့အလေးစားခံကြီးညိုခံမှာဖြစ်နိုင်ကြအကြောင်းမရှိဘူး ဆုံးရှုံးသွားတဲ့ပြည်နယ်တွေကိုနိုင်ငံတော်ဝန်ကြီးချုပ်တယောက်အနေနဲ့ပြန်မရယူနိုင်တာအကြောင်းမရှိဘူး။ဟုတ်နော်အဲ့တော့ညှော်လင့်ညှော်လင့်ပြည်နယ်လောက်ကတော့အဲ AC ပဲလို့ကျွန်တော်ထင်ပါတယ်။ဘာဖြစ်လို့လဲဆိုတော့အခုလေစစ်ကိုစစ်ကြောင်းနဲ့တောက်ချက်သူလုံးတင်လုံးလိုက်တာလေလုံနေပြီ။ရခိုင်တိုင်းသူတိုင်းရင်းသားတွေပြည်တော်စုစိတ်သက်ရှိနေတဲ့ရခိုင်တွေအေးချမ်းစွာနေထိုင်နိုင်လိမ့်မယ်လို့ဒါပိုင်ပြောပါတယ်။နောက်ပြောချင်တယ်။တချို့ရခိုင်ကဖုံးစက်တွေထိန်းချုပ်ထားတဲ့ဒေသမှာအကုန်အေးချမ်းနေတယ်။ရခိုင်ဆိုတာကကျွန်တော်ကရိုင်းတာတော့မဟုတ်ပါဘူး။ရခိုင်လူမျိုးတွေ အေးချမ်းစွာနေတဲ့နဲ့ပြည်တော်စုရခိုင်လို့ပဲတုံးလိုက်ပါတော့မယ်နော်ပြည်တော်စုရခိုင်ကတော့ကျွန်တော်စီပုံဆက်တယ်အေးချမ်းတဲ့ဥမပလန်နဲ့ပြည်ပဲနေကျင်နေဆိုတော့ဒါကိုလည်းကျွန်တော်တို့အတန်းတော်နိုင်ပြီပလန်ဟာကြည့်ကြည့်အခုဒီကနေ့ပြောကြနေပြောကြပေးလိုက်တာဖြစ်ပါတယ်တင်ပြပေးလိုက်တာဖြစ်ပါနော်ကျွန်တော်တို့ကတော့ဒါအထက်ကိုတည်အောင်တင်ပြပေးနေတာပဲဖြစ်ပါတယ်အဲနောက်တစ်ခုကျွန်တော်တတ်ပြောအောင်မယ်ဗမော့ ကမ္ဘောဒီးယားတော့ကျွန်တော်တို့ကအဲ့မှာဟို KIA တွေ A တွေ PDF တွေတော်တော်များကျွန်တော်တို့ကအဲဒါအလင်းဝင်လာလူတွေနည်းနည်းထိမ့်သိမ့်နိုင်တာရှိတဲ့ဒါအများကြီးကျွန်တော်တို့အဲ့ဘက်မှာစ조사လိုက်တဲ့အချိန်မှာရတယ်တန်ချက်ကကားကြီးကဘယ်လိုပြောရလဲကျွန်တော်ဆောင်းဆောင်းသွားတဲ့နေရာလေးအကုန်ပြန်ရဖို့လိုတယ်နော်ဆောင်းလို့ချင်းသွားတဲ့နေရာလေးကိုကျွန်တော်အကုန်ပြန်ရဖို့လိုတယ်အဲ့မှာကျွန်တော်တို့ကပြောတယ်မှာမူကျဦးအောင်နိုင်ဦးတို့နောက်တစ်ခါကျတော့ဦးထုတ်ဦးနဲ့ဦးထုတ်ကောင်တို့ဒါခါလာ49တန်းဒါသူတို့ကအကုန်လုံးကိုတက်ကျင်တယ်အဲ့လူတွေရဲ့စွမ်းပကားနဲ့ ကချင်ပြည်နယ်တတိုင်းလုံးကိုရရှိကချင်ပြည်နယ်တစ်ခုလုံးကိုတည်ငြိမ်စွာအုပ်ချုပ်နိုင်မယ်အေးချမ်းစွာနှောင့်နှံနိုင်စစ်သူကြီးကောင်ဖြစ်မယ်ဆိုရင်အမတန်ဒီကောင်နိုင်ကလုံးဝစစ်သူကြီးကောင်ဖြစ်မယ်ဆိုလို့ရှိရင်တော့ဒါတိုင်းပြည်တွေအေးချမ်းနိုင်နော်စူတောင်းလာဒီလိုပဲဤအောင်ဝါဤအောင်ဝါနဲ့ဖက်သွားပြီးတော့မှဒီဗမောတတိုင်းနဲ့ဗမောမြို့နယ်ကမြို့နယ်လောက်ပဲအဲမနေရုံးကနေရတဲ့ဆိုတော့လည်းပဲအဲဒါမျိုးကတော့ဘယ်လိုပြောရမလဲဆိုတော့ပြောတတ်တဲ့လူတွေပြောကြနေမယ်ကျွန်တော်တော့မပြောဘူး နော်အဲ့တော့ဒဟန်လေးပဲဒီနေရာလေးကချင်းပြည်နယ်ပြန်အောင်ချုပ်နိုင်ဖို့ဆိုတော့လေတက်တော့ကာကွယ်ရေးဦးစီးချုပ်ကြီးဗိုလ်ချုပ်မင်းကြီးဦးမေအောင်လည်းရရေးချင်းမယ်ဂျာတနိုင်ငံလုံးတကဘာလုံးတော့မှသူ့ကိုလေးစားကြည့်ညိုရရင်ဒီနေရာလောက်ကတော့သူအေးစီရအောင်ဘယ်နေရာရေးချင်းတော့တော်ပြီတာတနိုင်ငံလုံးတကဘာလုံးလေးစားကြည့်ညိုရနိုင်ငံတွေမှာဖြစ်တာကိုပြောတာအဆိတ်ကြီးတော့ကွာနောက်တစ်ခုအခုဆိုလို့ရှိရင်ဒါအညာဒေတာမှာရှိတဲ့သခိုင်းတိုင်းဘက်မှာရှိတာကိုရှိတ်ကျောင်းတွေတော်တော်ကြီးကိုလှုပ်ဆောင်နေပြီနော်နထိုးကြီး PDF တွေနိုင်ငံတွေကမှလာလိုက်တာတောက်ဆောက်နထိုးကြီးတောင်းတာဒီနေ့တိန်းတာဟာမနေ့ကမှရှိနေတဲ့ PDF တွေမနေ့ကဆိုလဲတော်တော်ဝော့ဝော့ကောကောကို ကွဲကြတာဒီလိုပြောနေတယ်ဆိုတာတရင်ပြောတာစာရွက်နဲ့ပါညာတော့ကျွန်တော်တို့ဒီနေ့အကြောင်းအရာလေးပြောကျွန်တော်တို့ပြောတာဆိုတာသိလောက်တယ်နော်ဒါမနေ့ကဆိုလို့ရှိရင်ဒါကျွန်တော်အကြောင်းအရာလေးတွေသိကျင်တယ်ဆိုရင်ပြောတာမနေ့ကဆိုသခိုင်းတိုင်းပလဲမျိုးနဲ့မှာဆိုနွယ်အင်းကြည့်ရအောင်မနေ့ဆိုပြစ်သွားထူတယ်ဘယ်ထူကြလဲအဲ့မှာအဲသူတို့ထပ်ပြောပြမယ်ကလေးတွေဘယ်နှစ်ယောက်ဖြစ်သွားလဲဒါသူတို့ရဲ့လောက်ွက်ပြီးွားရင်ဒွေးတွေစောက်တွေချမယ်မြေရှုပြမယ်ပြီးွားလို့ကျတာအဲချက်ပေါ်စကိုင်းပြောတယ်လှုပ်ဆောင်ဖို့အတွက်အိုင်ဒီယာတစ်ခုပြရတယ်တနည်းနဲ့တနည်းပေါ့တနည်းနဲ့တနည်းမယူအောင်လုပ်တယ် เนาะဒီတိုင်းမှုတွေရဲ့အောင်မြင်မှုကဘာမှသွားကြည့်ရမယ်ဆိုတာဒါဘကိုတိုင်းပါဆိုလို့ကျန်တိုင်းမှုဟိုရဲ့အောင်မြင်မှုဘယ်လောက်ကြည့်လဲဆိုကေတုမတိလေးတက်ဟိုဟိုရှော့တိုက်တုံးတွေလမ်းပြခန့်နေအာဒါသူရဲ့အောင်မြင်မှုပဲလေငါတိုင်းကြီးငါပြည်နယ်ထဲမှာဟာအကြမ်းဖက်မရှိတဲ့အငါမော်တော်မကြည့်အောင်အကြမ်းဖက်တွေဆိုတာဒါမျိုးဖြစ်မယ်ဆိုတော့ဒီတိုင်းမှုဒီစစ်သူကြီးကအောင်မြင်တာဖြစ်မှာပေါ့เนาะဒါလို့အပြစ်ခံရတော့တော်လည်းမပြောတတ်တော့ ဒါတိုင်ဥရဲ့အရေးချင်းကိုဒီမှာကြည်နေတာကြည်နေတာဘယ်တိုင်းပဲအဲ14နေရာဆိုဒီ14နေရာမှာရှိနေတဲ့16တိုင်းမှုတွေတော့အကဲဖြတ်နေပြီးတော့တိုင်းပါသေးတာဘောနော်အဲ့လိုတိုင်းမှုတွေကိုဒါကျွန်တော်တို့ကဆက်လက်ကြည့်တာဘယ်အောင်မြင်တဲ့ဒါဒါပဲဟိုပက်လက်မြေလောက်လက်မှတ်ထိုးဝါလောက်လက်မှတ်ထိုးပြီးယူသွားတဲ့သူတွေလားတိုင်းပြည်မှာတကယ်တစ္ဆာရှိနေဒါစစ်သားဆိုတဲ့စိတ်ဓာတ်နဲ့တိုင်းမှုဖြစ်တာလားဆိုတာလေဒါကျွန်တော်ကြည့်တာတကယ်တိုင်းမှုအစ်စ်တွေဆိုကျွန်တော်တို့အမြဲတမ်းခုံပြမှန် 你咋、嗯、大内高标嘛？你看这那边嘞，沃土旺里呀，二里呀，啊，得讲那十年嘞，那十冬嘞，下里白七八滴嘞，年年有嘞吧。再再呢，沃再个，得说周边那内土，沃泥路吧，沃地大油门路吧，白土啊，皱那嘛。明年啊，收罗就这那都他老公沃栽的呢嘛，冬里啊，老公，他咪咪撒撒开开，咪沃冬瓜咪只白，啊冬瓜在栽的 o, Listen,，哎嘛，这幺幺来嘞，卡板子那滴都生米多的啵，万一沃栽的嘞，冬里啊呢，皮的硬硬嘞，栽的，但那土旺旺咯，这那丰盛。 ီးတော့ဆက်သွယ်ပြီးတော့သူ့ရဲ့ဒိုအပ်ချက်တွေဘာလိုအပ်မလဲလို့ကျွန်တော်မင်းမင်းជីကိုင်းကြီးလိုအပ်ကျွန်တော်ជីကိုင်းကြီးဒီပို့ပေးနိုင်အောင်လုပ်ပေးမယ်ပြီးကျွန်တော်ကိုယ်တိုင်အဲ့ဒီနေရာကိုသွားပြီးတော့ဒါသူ့ကိုဂုံပြုဖို့အစီအစဉ်ရှိပါတယ်အဲအဲ့ဒါလေးလည်းကျွန်တော်တိောက်ပြောပြချက်ပါတယ်အားလုံးကြားပါပါစေချမ်းသာပါစေ AR အဲ့ဒီ AR တိုင်းကတော့နည်းနည်း AC တောင်းမဲ့အနေဒါမျိုးရှိတယ်ကခိုင် AC မဲ့အခုကတော့ကောင်းကောင်းကြိတ်ပြီးအညာဒေတာကိုကောင်းကောင်းကြိတ်တောင်းမဲ့နေတာရှိတယ်ရင်းနေနေကတော့တည်တိုင်းမဲ့ဆိုတာမျိုးဖြစ်သွားလိမ့်ရင်းနံခိုးတူရင်တည်တိုင်းမဲ့ဆိုတာဖြစ်သွားလိမ့်မယ်အဲ့တော့ပြောချင်တာကရင်းနံတည်တိုင်းမဲ့တော့ ရတန်းရကြလို့ပြောတင်ပါတယ်အားလုံးနိုင်ငံကြီးအေးကြပါသည်ဗျာဒီလူတွေတကယ်ပပန်း40ဘယံပဓာနေတော့အခုဒီလူပြောရတဲ့ထဲမှာအေယာဝတီသူတို့ဘက်ကအေးစေးပြီရခိုင်ရခိုင်မှာ3မြို့နယ်ပဲရှိတော့အဲ့3မြို့နယ်ကတိုက်ပွဲတွေဖြစ်နေတာနော်စစ်ဌာနချုပ်ကြီးတခုလုံးလက်လွတ်ပြီးတော့နော်အခုတုံပန်းတွေဟိုကပြန်လွတ်တာနေတထောင်ပြည့်တော့မှတစ်နှစ်တွင်းလွတ်တာနော်အခုဒီရက်ပိုင်းတွင်းလွတ်တာနေ900ကျော်ပြန်လွတ်လိုက်တုံပန်းမီတာစုတုံပန်းမဟုတ်သေးဘူးနော်ရခိုင်တပ်တော်အေးရပြန်လွတ်ပေးတာ အဲ့ဒီမိသားစုအတွက်အခုဒီကောင်တွားကယ်ဖို့အတွက်အဲ့ဒီမိသားစုတွေစာဝတ်နေရေးအတွက်နိုင်ငံတော်ကိုတင်ပြမယ်နော်တို့ခေါင်းဆောင်တွေကိုတို့တက်ကိုဘက်ကအချမ်းဆိုကိုလုတ်ပေးရမယ်လေအစီအစဉ်လုံးဝမရှိဘူးကြည့်အခုတူပြောရတဲ့မှာအကုန်မြှောက်ပေးတာအေယာဝတီအဲရခိုင်ပြီးကချင်ပြီးစကိုင်းမကွေးအကုန်လုံးတို့ဘက်ကထိန်းချုပ်နိုင်တယ်အဲအဲ့ဒါလို့မြှောက်ပေးပြီးပြောလာတဲ့စကလုံးကအခုမှမဟုတ်ဘူးဒီကောင်စပြီးတော့အာနာစတဲ့ညဒီကောင်တွေတင်ခဲ့တဲ့ဖို့တွေပြန်ကြည့်လိုက်အဲ့လိုမြောက်ပေးပြီးတော့သူတို့ဘက်ကနိုင်တယ်နိုင်တယ်ပြောရင်းနဲ့စစ်တပ်တွေကိုစစ်သားတွေကိုအသေးခံခိုင်းဘဝတွေပြက်ခိုင်းတာ နော်ဟိုလူတွေးခွဲဟိုလူမျိုးတွေးခွဲဟိုအဖွဲနဲ့ဟိုအဖွဲတွေးခွဲအဲအခုလည်းတည်လိုက်ရခိုင်ရခိုင်ရခိုင်ချင်းတော်မှတောင်ပိုင်းရခိုင်နဲ့မြောက်ပိုင်းရခိုင်မတူဘူးလို့မတည်ရခိုင်လူမျိုးကပဲသူ့ကိုတည်င်းပေးတဲ့ပုံစံမျိုးဖာကြပြီးကလိန်ကကျစ်လုပ်ပြီးပြောတာစဉ်းစားကြည့်ဟမ်ဗာမြောက်ပိုင်းရခိုင်ကမိုက်ရိုင်းနေတယ်သူ့မျိုးဘာသာလုပ်လဲမှမသိတာဟမ်ဟုတ်လားစဉ်းစားကြည့်အဲ့တော့ဒီလိုကောင်မျိုးတွေကိုသူတို့ဖက်အချမ်းမှာလက်ခံနေတာကျွန်တော်တို့အံ့ဩတယ်။ဒါတော်လိုင်းရဲ့အချမ်းမှာလည်းခါတည်းပဒီပဒါထွက်ပြောတဲ့ကောင်တွေရှိတယ်။မကြိုက်ဘူးကျွန်တော်။ပုံဝင်လင်းပြောတာ သူများယုံမှလို့ကျွန်တော်တို့ယုံမှဆရာမလို့သူများစောက်ပေါက်ခဲ့ပြောလို့ကျွန်တော်တို့ပေါက်ခဲ့ပြောဆရာမလို့သူများသတင်းလိန်ညာပြီးတင်လို့ကျွန်တော်တို့သတင်းလိန်ညာတင်ဆရာမလို့ကျွန်တော်တို့ရှောင်နေတာအမှန်တရားလမ်းအဲ့လိုမျိုးကလိန်ကြီးလှုပ်တဲ့ကောင်ကိုယ့်ဘက်မှာပါလိုက်အဲ့ဒါကိုယ့်ဘက်တိတ်ခါကြတာပဲအခုဒီကောင်ပါပိုင်ပိုင်ပါဆိုပါပိုင်ဆိုလဲသူ့ကိုကျွန်တော်တက်တက်လိုက်တက်တက်လိုက်သူဘလို့တက်လာလဲဆိုတော့မသိဘူးနားထောင်ကြည့်နေအဲ့လိုပေါက်ပန်း40တစ်ချိန်လုံးသူတို့နိုင်နေပြီးရင် PDF နဲ့ AUD နဲ့တွဲခွဲလိုက်အာဟိုလူမျိုးနဲ့ဟိုလူမျိုးတွဲခွဲလိုက်အခုတည်းကရခိုင်ရခိုင်ချင်းတွဲခွဲခွဲလိုက် အဲ့တော့ကျွန်တော်ပြောတာအခုရခိုင်တွေကိုသူပြောရတယ်ရခိုင်အကြောင်းကိုသူပြောရတယ်ဒီနေ့ပဲတည်င်းမှာနော်အေကဒီရခိုင်ပြည်နယ်မှာဖမ်းမိတဲ့ဒီတဝန်းင်းနေရဲ့တုံ့ပန်းနေရဲ့မိသားစုဝင်တွေရှေ့ရက်နဲ့အခုဒီနေ့ထပ်လွတ် တာနဲ့ဒီ300ကျော်ထပ်လွတ်တယ်အားလုံးပေါင်း900ကျော်ထပ်လွတ်တယ်အဲ့ဒီ900ကျော်အတွက်ငါတို့တပ်မတော်သားတွေရဲ့မိသားစုတွေငါတို့တပ်မတော်တွေအသေးခံတိုက်ွားတဲ့ငါတို့တို့ပြန်လွတ်လာတဲ့အချိန်မှာငါတို့စောင်းနေရေးအတွက်ဝိုင်းပြီးတော့ကူညီထောက်ပံ့ကြမယ်ဆိုတဲ့ဇကားမျိုးကိုအဲ့ဒီစစ်တပ်ထောက်ခံပါတယ်ဆိုတဲ့ကောင်တွေဘဲကောင်ထပ်ပြောတာတွေ့ဘူးတယ် နော်မင်းအောင်လှိုင်ကတော့အဲ့ဒီတုံပန်းလွတ်လာတဲ့မိသားစုတွေအတွက်နိုင်ငံတော်အဆင့်ဂုံပြုတ်ပြီးတော့နော်ဒါငါတို့စစ်တပ်အတွက်မင်းတို့တိုက်ဝါရဲဆိုပြီးတော့လှုပ်ပေးတာတွေ့ဘူးလားအဲ့ဒါအဖြေပဲတွေးခွဲတာမဟုတ်ဘူးအမှန်တရားကိုပေါ်ပြရဆိုတော့အဲ့လိုတဲပေါ်ပြရနော်ရခိုင်တယောက်ကဖုံးဆက်လာတော့မြောက်ပိုင်းရခိုင်နဲ့တောင်ပိုင်းရခိုင်မတူဘူးမြောက်ပိုင်းရခိုင်ရန်အဲ့ဒါကခွေးစကားလားဘာမှတက်တယ်မရှိတက်ကြရမရှိနော်လက်တွေ့မကြတဲ့စကားတခုကိုဗျမ်းမထားစိတ်ကူးညီပြီးရှောက်ပြောတဲ့အစင်မရှိဘူး နော်အခုကျွန်တော်ပြောပြတဲ့ဇာတ်ကမှားလားမှန်လားတုံ့ပန်းငါးကျော်လွတ်လာတဲ့တစ်နှစ်အတွင်းတစ်ထောင်ပြည့်ပြီအဲ့ဒီတုံ့ပန်းမိသားစုအတွက်အဲ့ဒီလိုမြောက်ပေးနေတဲ့ဘောမတွေငပိတက်ကလော်ကျွေးဘူးလားစားတစုံထောက်ပံ့ဘူးလားသူတို့အစ်င့်ခဏထားအောင်ဒါဆိုရင်လက်ရှိမင်းအောင်နိုင်ကတော့ဘာတွေတောင်းဝင်ယူထောက်ပံ့ကူညီစောက်ရှောက်ကြည့်ချုပ်ပေးလေအေးအဲ့ဒါပဲအဲ့တော့မပူနဲ့နော်မင်းတို့ရှုံးနေဆိုတာအဲ့ရဆာရှုံးတာ နော်မင်းတို့ကကိုယ့်အချင်းချင်းကိုထနေတဲ့အတွက်ဟင်းသာ6000အမျိုးပြက်တယ်လို့လက်ရှိမင်းတို့မင်းအောင်နိုင်ခေါင်းဆောင်တဲ့အာနာသိန်းစစ်ကောင်စီကချင်းနေပြက်စီးမှာမပူနဲ့လောကကြီးမှာအဲ့ဒါလိုအလုပ်ကိုလှုပ်ပြီးတော့ဘယ်တော့မှမနိုင်စေရဘူးစိတ်ချမင်းဒီလိုအဖွဲ့စည်းမျိုးကမပြက်စီးရင်လောကမှာဓမ္မဆိုတာပေါ်လာတဲ့အကြောင်းမရှိဘူးအတ္တမပဲရှိလိမ့်မယ်ရှင်းရှင်းလေးအဲ့တော့သွေးခွဲတာမဟုတ်ဘူးတတ်ရှုတာမဟုတ်ဘူးပေါ်တင်ရှင်းပြတာ နော်အဲ့တော့စစ်တပ်အတိုင်းဝိုင်းရဲအတိုင်းဝိုင်းတို့ကြည်ထား ARD တိုင်းမှာရှိတဲ့သူသူပြောအေးစင်းရမလားမပူနဲ့ခမားတို့ ARD တိုင်းအတွင်းမှာဘလောက်စိတ်နေပြီတဲ့ဘလောက်ပြန်ထားပြီတဲ့ဘလောက်နေရာယူထားပြီတဲ့ကျုပ်တို့အတိဆုံးကြွားမပြောဘူးဟေးလို့ထအော်တဲ့နေ့ထပြေးမမီဘူးနော်စောစောအေးစင်းဝါပြောနေပြီစောစောစီစီမင်းလက်နဲ့ချပြီးမပြစ်ခင်ကလာခဲ့ပူပေါင်းလာခဲ့မင်းကိုထိုင်ရှစ်ခိုးပြီးတော့နိုင်ငံခြားပို့ပေးမယ်နော်တိုက်ပွဲမှာပြစ်ပြီးဂျီကုံမှတော့လက်နဲ့လာမချနဲ့နောက်ဘွားမှာမင်းကိုချခွင့်ပေးလိမ့်မယ် အဲ့ဒါလိုပဲ ARD တိုင်းမှာရှိတယ်မလားငါတို့ ARD တိုင်းဝင်လာခဲ့လို့ဘောမှနေတွေးကြွေးမပူနဲ့မပူနဲ့နော်ဆုတောင်းစရာမလိုဘူးဆုတောင်းအမွှေးတိုင်းဘူးဖျောင်းတိုင်းဘူးကုန်အောင်မယ်တိလားလာကိုလာမှာ ARD တွက် ARD ကအင်အားတွေဘလောက်ရှိတယ်ဘယ်မဟာမိတ်တွေကဘလို့စနစ်တကျဖွဲ့စည်းဘလို့ပြင်ဆင်နေတယ်စည်ရေးပလန်တွေဘလို့ဆွဲထားတယ်အလကားမဟုတ်တာတိလား ယူတာကျိုးစာ ARD တားတယ်ပျောင်ကြီးတော့မဟုတ်တိလာเนาะဒါပျောင်ကြီးမဟုတ်ပျောင်ကြီးမျိုးဆက်တည်းအောင်ဟမ်လာတာကွာငါတို့ ARD AC ပဲဟုတ်လားမမပူနဲ့เนาะတိလာဒါကြီးတို့ဟာမပူနဲ့လာမှာအဲ့ဒီအချိန်ကျမှတားမကြည့်ဘူးတားတားမူးနေเนาะအဲ့ဒီအချိန်မှတားမူးနေမလုပ်နဲ့ကျုံးကန်ထိမှတိလာမူးလဲခေါင်းနဲ့เนาะမပူနဲ့ဒါကြောင့်မလို့စောစောစီစီအမြင်မှန်ကိုရကြ ARD ကိုရခိုင်လူမျိုးဝင်ကျုံးလို့เนาะအဲ့ဒါလို့ဘဝရောက်မှတားမကြည့်ဘူးတားမူးနေဆိုရင် ရခိုင်မှာဒုက္ခရောက်ရတဲ့အရာရှိအကျက်စစ်တီတွေနဲ့သူတို့ရဲ့သားသမီးမိသားစုတွေဘဝကိုအရင်ကြည့်ပါလာရှိုးမှာဒုက္ခရောက်ရတဲ့အရာရှိအကျက်စစ်တီမိသားစုတွေနဲ့သားသမီးတွေကိုအရင်ကြည့်ပါခင်ဗျားတို့အေအော်ဒီတိုင်းမှာရှိတဲ့စစ်သားရဲတွေရဲ့မိသားစုသားသမီးမျက်နှာကိုအဲ့ဒီမျက်နှာတွေနဲ့နှိုင်းရှင်ကြည့်လိုက်ပါခင်ဗျားတို့အတွက်ပွင့်လင်းတဲ့အတွေးအမြင်ရမယ်လို့ယုံကြည်ပါတယ်ဘယ်ဘက်ကပဲတည်တည်ကြုံလို့နိုင်ငံသားဗျာဒါပေမဲ့အတ္တမကြီးကိုအားပေးထောက်ခံပြီးတော့တေဝရတာတော့ အင်မတန်ခမများလို့တော့ရှုံးလို့ပါနော်ဓမ္မကိုရက်တည်ပြီးတော့သေဝါရတာယင်ကောက်ပြီးသေရဲတယ်ခံရင်ချက်ကအဲ့ရစားလောကရဲ့ဘဝတိုက်ပွဲအရှုံးမနိုင်ဆိုတော့အဲ့ရစားခမများတို့ကအာသမဘက်မှာရက်တည်တဲ့လူဟာตาမထွက်ကြသေးဘူးရှုံးနေပြီအားငယ်စိတ်ယုံကြည်မှုမရှိတဲ့စိတ်အဲ့ဒီစိတ်ကအရင်ရှုံးနေတာဒါကြောင့်မလို့လက်ရှိ PDF တွေနိုင်နေနိုင်နေဆိုတော့ PDF တွေမှာလေရင်နာရှိကြည့်ခမများတို့ချီးသိမ်းအောင်အတောက်လိုက်ထွက်တယ်နော်အခုစစ်စစ်ကောင်စီပုံစံမျိုးလေရင်ပြန်ပြီးတော့နော် စစ်တပ်စခန်းတွေကိုလေရင်နဲ့ဘုံကျဲခွင့် PDF တွေနဲ့တိုင်းသား EOS တွေမှာရကြည်စမ်းခင်ဗျားတို့တစ်ချက်တော့တွေးကြည့်လိုက်စမ်းအုံးမလေးတွေးနေကြတိန်းထားရတယ်နော်ခေဘာတွန့်နေဆိုတဲ့ဟာမျိုးဖြစ်သွားလိမ့်မယ်ဒီလားအဲ့ဒါဘာကြောင့်လဲနံပါတ်1ပြည်သူထောက်ခံမှုနံပါတ်2ယုံကြည်မှုအဲ့ဒီနှစ်ခုမှာတော်လိုင်းအင်အားစုဘက်မှာအပြည့်အဝရှိတယ်နော်တရားရာခိုင်နှုန်းရှိတယ်မင်းတို့ဘက်မှာရှိတာအဲ့ဒါဘာကြောင့်လဲအာတမဘက်မှာရက်တည်တဲ့အကျိုးရှင်းရှင်းလေးဒါကြောင့်မလို့ ARD တိုင်းအပါဝင်အခြားတနိုင်ငံလုံးမှာရှိတဲ့ တိုင်းရင်တက်ဖွဲ့တွေအနေနဲ့မြင်အောင်ကြည့်ကြပါမှန်ကန်တဲ့ဆုံးဖြတ်ချက်ကိုချကြပါအားလုံးကိုကြိုးဆိုပါတယ်နော်မင်းတို့ထိုင်ရှိခိုးပြီးနိုင်ငံခြားပို့ပေးပါမယ်အဲဈေးဝါစကားပြောလိုက်တာပါနော်ဂျေဆုတင်ပါတယ်ကဲပါတော့တော့ကိုစီပြပွဲမျိုးဖြစ်ပါတယ်ဆိုတော့ပြောရတဲ့အရာလေးအရင်ကိုမှိုက်တယ်နောက်ကြတော့ဒီရဲ့ပိုင်ရုပ်ကိုစဲကောင်းအောင်လေပေါ့နော်ကျွန်တော်တို့တိုင်းသားတွေကိုဘယ်လိုမျိုး နေလေတော့ကျွန်တော်ဘယ်လိုမျိုးတွေးခွဲလဲဆိုတဲ့အရာကိုကျွန်တော်တိပံဖြစ်တော့ဗောနော်ဆိုတော့ဒီကောင်နေမကအောင်ဗျာဒီကောင်နေဘောမလော်ဘီတွေစိတ်တက်တွေကအဲ့ဒါအတူတူပဲအဲကြောင့်ကျွန်တော်တို့တွေသတိထားဖို့လိုအပ်တယ်နောက်ကျတော့ဒီမျိုးဗီဒီယိုကောင်းတွေကိုဗောနော်တခြားလူနိုင်ရအောင်လို့လည်းကျွန်တော်တို့ပို့ပေးဖို့လိုအပ်ပါတယ်ဘာကြောင့်လဲဆိုတော့ခုချိန်မှာဗောနော်ကျွန်တော်တို့ဘဘကနိုင်နေတာဖြစ်လို့ ဒီကောင်တွေကစီရင်နဲ့ပတ်သက်လာလို့ရှိရင်ဒီကောင်တွေမနိုင်တော့တဲ့အတွက်ပေါ့နော်ဒီကောင်တွေတွေးခွဲမှုနဲ့ကျွန်တော်တို့တွေးခွဲမှဖြစ်တယ်။အဲဒါကြောင့်ဒီလိုမျိုးဗီဒီယိုကောင်းတွေကိုကျွန်တော်တို့လူတွေနားပို့ပေးချင်အားဖြင့်ကျွန်တော်တို့ပြန်လည်အတက်ဝင်လာပြီတော့ပေါ့နော်ဒီကောင်တွေရဲ့ဂျင်းထဲတဲ့အရာတွေကိုကျွန်တော်တို့ပြန်လည်နားလည်စီဖို့အတွက်ကိုပို့ပေးဖို့လိုအပ်တယ်လို့ပြောလိုက်တာဖြစ်ပါတယ်။ဆိုတော့ကျွန်တော်တို့ဒီဗီဒီယိုလေးကိုကြည့်ပြီးပြန်နောက်လည်းတော့အားကျန်တဲ့မရှိမယ်လို့လည်းကျွန်တော်မျှော်လင့်ပါတယ်။နောက်ကြတော့ကျွန်တော်နောက်ခုပြောချင်တာပေါ့နော်ကျွန်တော်ညီကောင်မမြန်မာနေနေလည်းစစ်စစ်လုံးလုံးနဲ့နေပြီးကြပါကျွန်တော်တို့ ကျွန်းကိုင်းမီကိုင်းကျွန်းမီဆိုလိုလိုပေါ့နော်တရားတော်အပြန်လန်ကူညီရင်းနဲ့ပေါ့နော်ဒီရဲ့တော်လန်ရဲတွေကိုဆက်လက်ပြီးတော့တစ်ထဲဝင်ပါဝင်ပေးကြပါကိုတဲ့နဲ့နဲ့ဘက်ကနေပြီးတော့မှလှုပ်ဆောင်ပေးကြပါလို့လည်းကျွန်တော်ဒီနေ့မှနေသေးရခံပါတယ်ဆိုတော့ကျွန်တော်အများကြီးမပြောတော့ပဲနဲ့ကျွန်တော်ဗီဒီယိုလေးလည်းဒီမှာပဲဆုံးသက်ပါတယ်ခင်ဗျအဆုံးနေ့လည်းပါကြည့်ရှုပေးတဲ့ညီကောင်မတော်မအရောက်ချင်းစံလည်းအထူးပင်ကျေးဇူးတင်ရှိပါတယ်ခင်ဗျကျွန်တော်တော်လန်ရဲ့ညီကောင်မတော်များအားလုံးဆက်ဆက်ရအစီအပြီပါစေလို့ကျွန်တော်ဆုတောင်းပေးလိုက်ပါတယ်နောက်နေ့ကျမှပြန်တွေ့ကြမယ်ကျမရေကိစ္စကြပါခင်ဗျ